်ပြီးများလေးပါရသွားခဲ့ပြီဆိုရင်တော့အတီတာဟာအာဆင်နယ်မှာ10နှစ်လောက်ထိကိုရှိသွားနိုင်ပါတယ်သူတို့အတင်းမှာချန်ပီယံလိပါရသွားခဲ့ပြီဆိုရင်အတင်းနာမည်ကိုအာဆင်နယ်ကစားအတီနယ်အတီနယ်လို့တောင်မှပြောင်းကျင်အောင်ပြောင်းပြောင်းခွင့်အောင်ပေးအောင်ပါဘောနော်ပြောဆိုတာနေသူတို့ချန်ပီယံလိယူပေးပြွားနောက်နှစ်တည်းမှာသူတို့ကြိုက်လိုကန်အဲ့လိုပုံစံမျိုးလောက်ထိကိုအာဆင်နယ်ရဲ့ဝန်းကအတီတာကိုဖြည့်သွေးကောင်းဖြည့်သွေးပေးနိုင်တယ်လို့တော့ကျွန်တော်ထင်တယ်ဘောနော်ဟုတ်ကဲ့ ပရိသတ်များမင်္ဂလာပါကျွန်တော်ရဲ့ The Previous Sport ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒါဒီပိုင်းကတော့ပွဲပြီးသုံးချက်အစီအစဉ်ဖြစ်ပါတယ်ပြောမယ်ဆိုလို့ရှင်တော့ Liverpool နဲ့ Arsenal တို့ရဲ့ဘောတော့ဒါဒီနှစ်သင်းရှင်ပြိုင်ကစားသွားတဲ့ပွဲစဉ်ရဲ့ပွဲပြီးသုံးချက်အစီအစဉ်ဖြစ်ပါတယ်ပွဲစဉ်ကတော့ဒါအပြန်လန် Twin Goal တွေနဲ့ဒါကျွန်တော်တို့ဘောတော့ဒါကြီးကောင်းခဲ့ရပဲပြောပါပါတဖန်တော်ကိုစီနဲ့တည်ချခဲ့ပြီးတော့ထုံးစံတိုင်းကျွန်တော်ရဲ့ကိုရဲနေတော်ကျွန်တော်ညီကိုနှစ်ယောက်ကသုံးသက်တက်ဆက်ပြီးသွားမှာပဲဖြစ်ပါတယ်ဗျာကိုရဲနေတော်ရဲ့မင်္ဂလာပါမင်္ဂလာပါကိုကြီးဟုတ်ကဲ့ပါကျွန်တော်ဘောတော့ဒါ Liverpool နဲ့ Arsenal ပါဗျာကျွန်တော်ကတော့ဒီပွဲကိုတော့ခေါင်းစဉ်တက်ပါတယ်ခုံတိတ်ခါပိုင်းအရာပေါ့နော်တိုင်ဆိုင်သွားလို့ပဲကျွန်တော်မြင်တယ် ဒါတို့ရမ်းမခွဲယူခဲ့ကြရတယ်နှစ်ကိုနှစ်ကိုမျှတရတယ်မြင်ပါတယ်အဲ့တော့ကိုရဲတို့အမြင်လေးနဲ့စပြပေးပါအောင်အကျွန်တော်ပဲဖြစ်တာလားတော့မသိဘူးပေါ့ပွဲကြည့်ရတာနည်းနည်းလေးတော့အီလေလေတော့ဖြစ်နေတယ်ဟုတ်ကဲ့ပရီးမီးယားလီဂ်ဇာမှာအမှတ်သိပ်မကွာသေးဘူးပရီးမီးယားလီဂ်ချန်ပီယံဆုသက်ပို့ပြီးတော့အသေးပဲရှိနေခဲ့မယ်ဆိုရင်ဒီပွဲစဉ်ကခုတက်ပို့ပြီးကြည်ကောင်းမယ်လို့ပေါ့ကျွန်တော်ခံစားရတယ်ပေါ့နော်ဒီပွဲစဉ်ကတော့အဲ့လိုမျိုးတော့သိပ်မခံစားရဘူးဟုတ်ကဲ့အာဆင်နယ်ကကြတော့ပထမပိုင်းမှာတည်ငြိမ်မှုမရှိခဲ့ဘူးလီဗာပူးရဲ့ပယ်တော်မန်တွေကိုသူတို့မထိန်ထိန်းချုပ်နိုင်ခဲ့ဘူးပေါ့နော် ဒီပါဘူးတင်ရပြောရမယ်ဆိုရင်ပရီးမီးယားလိမှာ transition အရန်ကောင်းတဲ့အသင်းတွေထဲမှာပါတယ်။တောင်မန်ကစားသမားတွေကလည်းတော်တော်လေးကိုမြန်တယ်ပေါ့နော်။ဒီကစားသမားပြေးထွက်သွားတဲ့ဟာကိုအာဆင်နယ်အသင်းတွေနဲ့လုံးဝထိန်းချုပ်လို့မရခဲ့ဘူးပေါ့နော်။ဒုတိယပိုင်းကိုကြည့်တဲ့အခါမှာကျတော့အာဆင်နယ်ကပို့ပြီးတော့တည်ငြိမ်လာတယ်ပို့ပြီးတော့ကောင်းလာတယ်ပေါ့နော်။ဒီပါဘူးရဲ့ကွင်းလယ်ထိုင်နေရာလောက်ကိုလုံးဝပိတ်ဆို့ပြီးကစားတော့လေပါဘူးနေနဲ့ဘောလုံးတော့အသေးချာကင်လို့မရခဲ့တာကျွန်တော်မြင်ခဲ့ရတယ်ပေါ့နော်။ ပြောမယ်ဆိုရင်လီဗာပူးတင်းရသူတို့ရဲ့ကွင်းဘက်ချမ်းမှာဘောလုံးပြတ်တာ32ချိန်ကြီးကိုရှိခဲ့တယ်။ဟုတ်ကဲ့။အာဆင်နယ်ကကြတော့သူတို့ကွင်းဘက်ချမ်းမှာဘောလုံးပြတ်တာ17ချိန်ပဲရှိခဲ့ပါတယ်။နောက်ပိုင်းမှာဒီလီဗာပူးတင်းကဆာလာကိုရှင့်မှာလုံးဝထားထားလိုက်ပြီးဘောလုံးရရင်သူ့ကိုပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပဲကစားတော့တယ်။ကွဲကိုကစားတော့တာကိုသူတို့တွေ့လာရတယ်ပေါ့နော်။ဟုတ်ကဲ့။ ပြောမယ်ဆိုရင်အာဆင်နယ်ကပွဲကိုထင်းချုပ်တဲ့အပိုင်းမှာပိုပြီးတော့ကောင်းခဲ့တယ်။တိုက်စစ်မှာပိုမကောင်းမွန်တဲ့ကစားသမားတွေကရှိလာခဲ့မယ်ဆိုရင်ဒီပွဲစဉ်ကအာဆင်နယ်အတွက်ရလက်ကောင်းတစ်ခုတော့မိုင်းရသွားနိုင်တယ်ဆိုတဲ့အခြေအနေမျိုးတွေကိုမြင်ခဲ့ရတယ်ပေါ့နော်။လီဗာပူးအနေနဲ့ကျတော့ဘောလုံးမရှိတဲ့အချိန်မှာသူတို့ရဲ့နေရာယူတဲ့ပုံစံတွေကတစ်ဖက်အသင်းကိုအေးဆေးလို့ရှားခွင့်ပေးသလိုမျိုးအဲ့လိုပုံစံမျိုးလေးတွေကိုဒီကဒီမှာဆက်စိတ်တွေကိုကျွန်တော်တွေ့လာရတယ်ပေါ့နော်ယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲမှာလည်းအဲ့လိုပုံစံမျိုးမြင်ခဲ့ရတယ်ဒီအာဆင်နယ်နဲ့ပွဲမှာလည်းအဲ့လိုပုံစံမျိုးကျွန်တော်ထပ်ပြီးတော့မြင်ခဲ့ရတယ်ပေါ့နော် ဒါပေမဲ့ဒီအသင်းရဲ့ transition ကတော့အရင်မြန်တယ်။တော်မှန်တွေကတော့အရင်ကောင်းလို့တယ်ကွာ။ဒါပေမဲ့ဒီလိုမျိုးဘောလုံးမရှိတဲ့အချိန်မှာတို့ရဲ့နေရာယူတဲ့ပုံစံတွေကလည်းလိုအပ်ချက်တွေတော့ရှိနေရလို့တော့ကျွန်တော်ကထင်ပါတယ်။ Arsenal ဘက်မှာကအဲ့လိုမျိုးမြန်တော့မြန်ကစားသမားတွေမရှိဘူးလားဆိုတော့ရှိတယ်။ Martinelli တို့ပါလို့ဆိုတော့အဲ့လိုမျိုးကစားသမားမျိုးတွေလို့ပြောလို့ရတယ်။ဒါပေမဲ့ဒီပွဲမှာတော့ Martinelli ကအလဲကိုပြေးဝင်တဲ့ပုံစံမျိုးပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့ပဲကစားသွားတာကိုတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်။ဘာဖြစ်ဖြစ်ဒုတိယပိုင်းမှာ Arsenal အနေနဲ့နှစ်ဂိုးရှုံးနေတာကနေပြန်လိုက်နိုင်ခဲ့တာကိုတော့ချီးကျူးရလိမ့်မယ်။ ထရော့ဆက်ရယ်ပါတေးရယ်မာရီနိုရယ်ဒီကစားသမားတွေကအာဆင်နယ်မှာရိုက်စ်လောက်နီးနီးကိုအရေးပါကြတယ်ဗျာပွဲတိုင်းကိုလည်းရုံးကန်ကစားပေးကြတယ်အားကိုးလို့လည်းရတယ်ဒီပွဲကအရေးကြီးကြီးဖြစ်စေဒီပွဲကတက်အရေးမကြီးကြီးဖြစ်စေဒီကစားသမား၃ယောက်ကဒီကစားသမား၃ယောက်ပဲ pressure ပဲရှိရှိ pressure ပဲမရှိရှိဒီစားမှာ၃ယောက်ကသူတို့လုံနိုင်စွမ်းနေအကုန်လုံးကိုချပြပြီးတော့ကစားနိုင်တယ်လို့တော့ကျွန်တော်ကတော့မြင်ပါတယ်အနီးကမရခင်အထိပေါ့နော်တင်းတင်းက အထူးသဖြင့်အဆင်နဲ့အတင်းရပေါ့နိုင်ရွားတဲ့ဆိုတဲ့အရှိန်မျိုးနဲ့ပွဲရတော့ဆက်ပြီးတော့တွားနေတာကနေပြီးတော့အနီကက်ထိသွားတာကလည်း ပွဲရလက်ကိုဒီတန်းလေးပဲဖြစ်သွားစီဖို့အတွက်အကြောင်းဖြစ်သွားရလို့ကျွန်တော်မြင်ပါတယ်ဗျ။ဟုတ်ကဲ့ပါပြောမယ်ဆိုလို့ကျွန်တော်ကျွန်တော်ဒီပွဲကိုကြည့်တဲ့အခါမှာကျွန်တော်အာဆင်နယ်ကိုကျွန်တော်နည်းနည်းလေးသတိထားမိတာပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့အာဆင်နယ်ရဲ့စိတ်ဓာတ်ပိုင်းပေါ့တော်တော်လေးကိုခံစားနေရတယ်လို့ကျွန်တော်မြင်တယ်။သူတို့ချန်ပီယံလိဂ်ကနေထွက်လိုက်ရတဲ့အခါမှာသူတို့တော်တော်လေးကိုခံစားနေရလိမ့်မယ်ဗျ။ဘာဖြစ်လို့ဆိုတော့လီဗာပူးနဲ့ပွဲမှာဆက်စချင်းမှာအာဆင်နယ်ဟာဘာဆိုဘာမှမလုတ်ပြနိုင်ခဲ့ဘူးသူတို့ဘာလို့ဖြစ်စင်လို့ဖြစ်စင်မှန်းကိုမသိတဲ့ပုံစံမျိုးဖြစ်နေပါဗျာပြောမယ်ဆိုလို့ရှင်တော့အစင်ပြေသလိုကစားနေတယ်အီလယ်လယ်ကြီးကစားနေတယ်ပြောမယ်ဆိုလို့ ို့ရှိတော့ Liverpool သာဂိုးတွေစောစီမရခဲ့လို့ရှိရင်ဒီပွဲစဉ်ကဂိုးတွေပေါ်မှာများပါမလားဆိုရင်ကျွန်တော်စဉ်းစားစရာရှိတယ်။အဲဒီအချိန်မှာကျွန်တော်တို့အဓိကပြောစရာတစ်ခုရှိတာ Liverpool ရွာတဲ့အတွင်းကို နှစ်ကိုးပေါ့နော်အဲ့ဒီအတွင်းကိုးနှစ်ကိုးလုံးကပုံစံစင်တူတဲ့အနေအထားတစ်ခုကနေရပါတာလီဗာပူးအသင်းကတိုက်စစ်ကိုတိုက်ရိုက်သွားတဲ့နေရာမှာတကယ်ကောင်းတဲ့အသင်းဒါအားလုံးသိပြီးသားလီဗာပူးရဲ့ site ဘက်တွေကနေပြီးတော့လီဗာပူးရဲ့ဝင်းနေရှိကိုဘောလုံးတန်းပြီးတော့ချင်းလိုက်နိုင်တယ်ခဏလေးပဲစက္ကန့်ပိုင်းလေးပဲကြာတယ်ဒီလိုအချိန်လေးကနေပြီးတော့ဝင်းရနေဆွဲထွက်သွားတဲ့ဂိုးတွေရွာတယ်အများကြီးပဲကျွန်တော်တို့မြင်ခဲ့ရတယ်ဒီရာသီမှာဒီလိုအချိန်လေးမျိုးမှာအာဆင်နယ်ဟာဒီအပိုင်းမှာတော်တော်လေးကိုအားယောခဲ့တယ်ဗျဘလို့လဲဆိုတော့အရင်ပြီးပြီးရောဖြစ်နေတဲ့အခါမှာလီဗာပူးကဘောလုံးအနောက်မှာကင်ထားတယ် သူတို့ဒီဘက်ကြီးမှာလွတ်နေတယ်အေးစစ်စစ်ပဲဒါပေမဲ့ Liverpool ဘောလုံးတွေကတိုက်စစ်ကိုရောက်လာတယ်ဒီလိုနဲ့ Liverpool ဂိုးတွေရပါတယ်ဒီနေရာမှာပေါ့နော်ဒါ DS ကိုခဏလေးထားလိုက်ပါတော့ DS ကိုကလည်းဒီလိုပုံစံနဲ့ရပါတယ် Gapo ကိုကျွန်တော်ပို့ပြီးတော့ပြောစင်တယ်ဘောလုံးကတိုက်စစ်ပါသွားတယ် Gapo ် area ထဲမှာဘောလုံးပြတ်သွားတယ်ဂက်ပိုဘောလုံးပြတ်သွားတဲ့ခါမှာဘောလုံးကကျွန်တော်ကဘဲတောင်ပဲကစားတော့မှပေါ့တော့ပေါ့ site ပဲပေါ့ robertson စီရောက်သွားတယ် robertson ကဒီဘောလုံးကိုမပါလို့မလဲ goal area ထဲကိုဖြတ်တယ်ပဲ goal area ထဲမှာသူဖြတ်တယ်ဆရာဘယ်လိုရှိလဲဂက်ပိုတယောက်ပဲရှိတယ်ဒါပေမဲ့ arsenal ကစားတော့မှအလုံးဂက်ပိုကိုလွှတ်ထားတယ်ပွဲကိုတော်တော်လေးကိုအာယုံဆူဆိုင်မှုကဘယ်လောက်ထိလဲဆိုတော့ကျွန်တော်ဒီဘက်မှာသွားပြီးတော့မြင်ရတယ်။အဲဒီမှာ Robertson ကသူ့ရဲ့လှုပ်ဆရာရှိတဲ့တစ်ခုတည်းကိုပဲလှုပ်တယ်။ Gabo က အသိန်းတော့ပေါ့နော်ဒါဥဆောင်ကိုသွင်းသွားခဲ့တယ်ဒီနေရာမှာကြည့်မယ်ဆိုလို့ရှိရင်ဂပိုတယောက်လောက်ဖြစ်ဖြစ်ပေါ့အနောက်ကနေခုထားမယ်ဆိုလို့ရှိရင်တော့မကိုးချင်မကိုးမှာပေါ့ဒါပေမဲ့တော်တော်လေးကိုအာယုံဆူဆိုက်မှုပိုင်းကအာယုံနေတဲ့ခါမှာဒီသေးရဲ့စိတ်သက်ပိုင်းမှာတော်တော်လေးကိုခံစားချက်တွေရှိနေရလို့ကျွန်တော်ကတော့ပြောချင်ပါတယ်အဲ့တော့ဒီပွဲရဲ့ပထမပိုင်းအနေထားမှာတော့ကျွန်တော်ကဒီပိုင်းလေးကိုအဓိကထားပြီးပြောချင်တယ်ပြောမယ်ဆိုလို့ရှိရင်တော့ပထမပိုင်းမှာတော့ Liverpool ကတော့ပိုကောင်းခဲ့တဲ့အသင်းဖြစ်ခဲ့လို့ကျွန်တော်ကတော့ပြောချင်တယ်ဒုတိယပိုင်းမှာတော့ Arsenal ကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပါတယ်ပြောပြပေးပါဦးအဲကျွန်တော်ကဒီပွဲစဉ်မှာတော့ဒီ Arteta ကိုတော့ကျွန်တော်နည်းနည်းလေးတော့ပြောချင်တယ်ဗျဟုတ်ကဲ့ ဘာဖြစ်လဲဆိုတော့အတီတာအတွက်နောက်ရာဒီကဒီ final လို့ထင်နေကြတဲ့လူတွေလည်းရှိရဲဒါသူတို့ထင်တဲ့အမြင်ကိုလည်းကျွန်တော်ကလက်ခံတယ်ဒါလည်းဖြစ်လဲဖြစ်တင်တယ်ပေါ့ကျွန်တော်ကကျတော့1 + 1လို့မျိုးပုံစံမျိုးကျွန်တော်ကတော့မြင်တယ်ပေါ့ဟုတ်ကဲ့ အဆင်နယ်အကြောင်းပြောတဲ့အခါမှာအဆင်နယ်ပြိတက်တွေကနည်းနည်းလေးစိတ်ဆိုးလွယ်တဲ့အထဲမှာတော့ပါတယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ကရှောက်ပြောနေတာမဟုတ်ပဲတခြားကြည့်ပြီးတကယ်ပေါ့နော်အဆင်နယ်နဲ့ပတ်သက်ပြီးနှစ်နှစ်ကာကကြည့်ပြီးတော့ပြောပြရင်လည်းတို့ကမကြိုက်ကြဘူးပေါ့နော်အဆင်နယ်ပြိတက်တယောက်ကနေပြီးတော့ပြောပြရင်လည်းတို့ကမကြိုက်ကြဘူးကြိုက်ကြဗျာအဲတို့သွားပြီးတော့စိတ်ဆိုးလို့လည်းမထူဘူးဘာမှသွားပြောလို့မရတဲ့လူတယောက်ယောက်ကတော့ပြောမယ်ဆိုရင်တော့တို့ကဘာမှတော့မပြောဘူးစိတ်တော့ဆိုးရင်တော့ဆိုးနေမှာပေါ့နော် ကျွန်တော်တို့ပြောတာတွေပြောခဲ့တာတွေထဲမှာတကယ်ဟုတ်တာတွေအများကြီးပါနေတယ်ဗောနော်အစင်းနည်းနည်းပတ်သက်ဟုတ်တာတွေအများကြီးပါနေရင်တော့မှတို့ကမကြိုက်ကြဘူးဗောနော်ဒါပေမဲ့ကျွန်တော်ပြောချင်တာကနောက်ပိုင်းမှာကျွန်တော်ပြောတာတွေကျွန်တော်တို့ပြောတာတွေကဟုတ်တာပဲလို့တို့ဘက်ကသွေးမိရင်တော့တကယ်ကိုကျွန်တော်ကျင်းနေမိမှာပါဟုတ်ကဲ့တကြတာတစ်ခုကတော့နောက်ရာတီမှာဒီအစင်းနည်းအတင်းဘက်ကနေပြီးတော့လူဝယ်ပြီးတော့လူဝယ်ပြီးမှဆိုတော့ဘယ်လိုပြောမလဲ result တစ်ခုကို အဲ့ဒီဒါဘက်ကပြန်ပြီးတော့ပြနိုင်မှာကိုဖြစ်တော့မယ်ဆိုတော့အချိန်ရိုးဖြစ်သွားတယ်အခုလည်းကွန်းလယ်မှာဇိုဘီမန်ဒီကိုဝယ်ပေးတာတကယ်ကိုကောင်းပါတယ်ကျွန်တော်အဲ့ကွန်းလယ်အတွဲဘက်ကိုတကယ်ကိုသဘောကျတယ်ပြီးတော့တက်စင်မိုဗီတာကောဂရက်ကိုလည်းသူတို့ဝယ်ပေးအောင်ပါပဲအဲ့အတင်းဘက်ကအာဒီဒါဘာလို့ခြင်းလဲဝယ်ပေးမယ်ဒါပေမဲ့ဆူပလာယူပေးဖို့တော့လိုနေပြီဆိုတော့ပုံစံမျိုးဖြစ်သွားတယ်နောက်ရာဒီမှာဒါအာဒီဒါကနေပြီးတော့ FA ဖလာရသွားခဲ့တယ်ရှိတော့ နောက်တနေ့ဆိုတာမျိုးကဖြစ်သွားနိုင်တယ်ဗျဟုတ်ကဲ့ဒါကာရာဘောင်ဖလားပဲရတယ်ဆိုတော့မဖြစ်နိုင်ဘူးဒါပေမဲ့ FA ဖလားရသွားရဲဆိုတော့ Arsenal ပြည်တဲ့တွေကလည်းနားလေပေါ့နားလေပေးနိုင်နေတယ်ဗျနောက်တနေ့တော့ထပ်ပြီးတော့ဖြစ်နိုင်တယ်ပေါ့အဓိကတော့လူဝဲပေးလိုက်တဲ့အချိန်မှာသူတို့တက်ဆင်မှုတွေရလာပြီကွန်းလည်းလည်းရလာပြီဖလားစလုံးရပါပြီဒါဆိုနောက်နေ့ဆိုငါတို့ပြီးမြားလေးရနိုင်တယ်ဆိုတော့ဖြည့်သွေးပေးမှုတွေက Arsenal ရဲ့ဝန်မှာရှိဖို့ရှိလာလိမ့်မယ် FA ဖလားရသွားရင်ပေါ့နော် FA ဖလားကာရာဘောင်ဖလားပါရသွားခဲ့ရင်လည်းကျွန်တော်ဒီပုံစံတိုင်းပဲဆက်သွားနိုင်တယ်ပေါ့နော် ပြီးများလေးပါရသွားခဲ့ပြီဆိုရင်တော့အတီတာဟာအာဆင်နယ်မှာ10နှစ်လောက်ထိကိုရှိသွားနိုင်ပါတယ်။သူတို့အသင်းမှာချန်ပီယံလိပါရသွားခဲ့ပြီဆိုရင်အသင်းနာမည်ကိုအာဆင်နယ်ကစအတီနေအတီနေလို့တောင်မှပြောင်းကျင်အောင်ပြောင်းပြောင်းခွင့်အောင်ပေးအောင်ပါဗောနော်။ပျော်စရာနေသူတို့ချန်ပီယံလိယူပေးပြီးသွားနောက်နှစ်တည်းမှာသူတို့ကြိုက်လိုကန်အဲ့လိုပုံစံမျိုးလောက်တွေကိုအာဆင်နယ်ရဲ့ဝန်းကအတီတာကိုဖြစ်သွေးကောင်းဖြစ်သွေးပေးနိုင်တယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်။ဟုတ်ကဲ့။ပြီးများလီဖလားကလည်းကျွန်တော်အမြင်ပြောရနိုင်ကြီးတည်းရှိတယ်။ရလဲရတဲ့နေပြီပေါ့နော်။ဒီဘယ်လိုလဲပြောပြောပေါ့နော်။ပြီးများလီကျွန်တော်အမြင်အရဆိုရင်တော့ဘယ်လိုလဲဆိုတော့အတီတာနေနဲ့ပေါ့နောက်ရတီမှာ ပြီးမြလီကိုမှမယူပေးနိုင်ဘူးဆိုတခြားဘာလဲဘာဖလားပဲရရပေါ့ FA ဖလားပဲယူယူ FA ဘလားကရာဘောင်ဖလားပဲယူယူပေါ့နော်အဲ့လိုမျိုးဘလောက်ဘလောက်ပဲယူပြီးမြလီမရဘူးဆိုရင်တော့အတီတာကိုဆက်ပြီးတော့လက်မခံတင်းတော့ဘူးလို့တော့ကျွန်တော်ကမြင်တယ်။ဟုတ်ကဲ့။အဲပရီးမီယာလိတော့မရအောင်ချန်ပီယံလိရသွားရဲဆိုတော့တမျိုးပေါ့ဗျာ။တမျိုးပေါ့။အာတီတာနဲ့ပတ်သက်ပြီးကျွန်တော်ကတော့အဲ့လိုတော့မြင်တယ်ဗျ။အာတီတာကနီးပါးကောင်းတယောက်ပဲ။သူတွေပြောဆိုလို့သူရဲ့ဒီအဝယ်လဲကမှပြောတဲ့စကားတွေကနည်းနည်းလေးတော့ ကျုပ်လူတွေကြားထဲမှာတော့ရည်စရာလေးတွေတော့ဖြစ်ကောင်းဖြစ်လိမ့်မယ်ဒီ PS မီဒီကိုပြပြီးတော့ဥမာပြတဲ့ကိစ္စတွေကနည်းနည်းလေးရည်စရာကောင်းတယ်ဆိုပေမဲ့လည်းဒီနီးပြကတကယ်ကောင်းတဲ့နီးပြထဲမှာပါတယ်အာဆင်နယ်လိုအသင်းကိုဒီနေ့ဒီချိန်ဒီလိုမျိုးဖြစ်အောင်ဆွဲတင်နိုင်ခဲ့တဲ့နီးပြဆိုတော့ဒါအတော်တော်နီးပြမဟုတ်ဘူးဆိုတော့ကျွန်တော်လက်ခံဖို့တော့လိုတယ်ပြောမယ်ဆိုရင်နောက်လာမယ့်နီးပြကဘယ်နီးပြဖြစ်ဖြစ်ပေါ့နော်တကယ်ကောင်းတဲ့အထိုင်တစ်ခုရှိတယ်အတင်းတင်းကိုရာသွားမှာကအာဒီတာနဲ့အများကြီးဆိုင်ပါတယ်ပြောမယ်ဆိုရင်အာဒီတာမကောင်းလားဆိုတော့ကောင်းတယ်ဒါပေမဲ့နောက်နှစ်မှာတော့ပြင်းပြလေးလောက်ရမှာပဲ ဆက်ရှိတင့်တယ်လို့ကျွန်တော်ကမြင်ပါတယ်ဗျ။ဟုတ်ကဲ့ပါအာဒီတာအကြောင်းပြောရလေတော်တော်လေးကိုပြည့်စုံတယ်လို့ ကျွန်တော်မြင်တဲ့ဒါအသင်းနာမည်အကြောင်းပိုင်းအပိုင်းလေးတော့ကျွန်တော်တော်လေးသဘောကျတယ်လို့ပြောချင်ပါတယ်ပေါ့နော်။ကဲဒုတိယပိုင်းကိုဆက်ပြီးကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်ကိုဒုတိယပိုင်းမှာကျွန်တော်တို့ပိုကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဒီလိုပိုကောင်းတာအကြောင်းရင်းရှိတယ်။ဒါကပါလဲဆိုတော့ Liverpool ကဒုတိယပိုင်းမှာသူတို့ရဲ့ကစားအောင်ရှော့လိုက်တယ်။နှစ်ဂိုးလဲရထားတယ်ဗျာ။ချန်ပီယံအသင်း AC စစ်ဖြစ်နေတဲ့ခါမှာသူတို့ကစားရှော့ရတဲ့ခါမှာတစ်ဖက်ကအာဆင်နယ်ကလည်းပိုစူးစမ်းလာတယ်။ပြောမလို့ဆိုလို့ရှိရင်တော့အဝင်လဲကန်းထဲမှာအာရီတာဘာတွေပြောလိုက်တယ်တော့မသိဘူးပေါ့နော်။ပိုပြီးတော့စူးစမ်းလာတယ်။ပိုပြီးစူးစမ်းလာတဲ့အာဆင်နယ်မှာကျွန်တော်တွေ့ရတခုရှိတယ်။ဒါကပါလဲဆိုတော့စကာရွေ့နေမှာဒီအသင်းကထူးထူးဖြစ်နိုင်တယ်ဆိုတဲ့အခြေအနေမျိုး မျိုးဖြစ်တယ်။တစ်ဘက်က Trossel လည်းစူးစမ်းပါတယ်။ပြောမယ်ဆိုလို့ရှိရင်တော့ Chevago သွင်းတဲ့ Martinelli လည်းအဆင်ပြေပါတယ်။ဒါပေမဲ့ဘယ်လိုပြောပြရမလဲ။သူတို့မှအဆင်တစ်ခုလိုတယ်ဗျာ။ကျွန်တော်တို့ဒီဘက်ကိုကျွန်တော်တို့မြင်ုံမြင်ရတယ်။အဲ့တော့ Arsenal မှာဘာလိုလဲဆိုတော့ Bejan တောင်ပန်တိုက်ဆက်အတွက်ကစားသမားတယောက်ဆိုတော့လိုလိုတယ်ဆိုတဲ့အချက်ကိုသွားပြီးတော့တွေ့ရတယ်။ Saka ရွေ့နေမှာဒီသင်းကတစ်ခုခုဖြစ်နိုင်တယ်။ Saka ကပဲပို့ပြီးတော့အဆင်ပြေတဲ့ကစားသမားဖြစ်တယ်ဆိုတာကမှကျွန်တဲ့ကစားသမားနှစ်ယောက်နဲ့မှလိုအပ်ချက်လေးတည်းနဲ့ရှိနေတယ်။ Trossard ဆိုလို့ရှိရင်ပထမပိုင်းမှာအခွင့်အရေးရရတယ်။သူနဲ့ပါတီနဲ့ ဘာလို့လုပ်လို့မှမသိတဲ့အခြေအနေမျိုးဖြစ်တဲ့အခါမှာတော့ကျွန်တော်ဒီအရာလေးတွေကိုကျွန်တော်ပြောချင်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့ဘောဒါမာတင်နယ်လီခြေပါကိုတွင်းတယ်မာရီနိုခြေပါကိုတွင်းတယ်တွင်းတဲ့အခါမှာတစ်ဖက်နှစ်ကိုးစီနဲ့ဖြစ်သွားတယ်တစ်ဖက်နှစ်ကိုးစီဖြစ်သွားတဲ့အခါမှာတော့ဒါမာရီနိုကတော့အာဆင်နယ်အတွက်တကယ်ပေါ့နော် ဟောပေါ့လာချင်းကောင်းတဲ့ကစားသမားလို့ကျွန်တော်ပြောချင်တယ်အာဆင်နယ်အရေးကြုံတယ်သူဟာကယ်တင်ပေးနေတယ်ဒီပွဲမှာလည်းဒီချီပွားကိုဟာတကယ်ကိုအရေးပါပါတယ်သူအပြည့်အဝကယ်တင်ပေးနိုင်ခဲ့တယ်ဒါပေမဲ့သူထိခဲ့တဲ့အနီကပ်ပေါ့ဒီယာကလည်းအနီကပ်နဲ့သူနဲ့ကတော့ဒါအပြည့်အဝထိုက်တန်တယ်လို့ကျွန်တော်ကတော့ပြောချင်ပါတယ်ဒီညမှာအာဆင်နယ်ကချန်ပီယံလိဂ်ကနေထွက်လာရတယ်ဘာဆူဖလားမှလည်းမရဘူးဒီအချိန်မှာပရီးမီးယားလိဂ်ရဲ့ချန်ပီယံလီဗာပူးတင်းရဲ့အိမ်ကွင်းမှာနှစ်ဂိုးအရှုံးကနေပြီးတော့နှစ်ဂိုးပြန်လိုက်ပြီးတော့နိုင်နိုင်ကြီးရှိတဲ့အခွင့်အရေးလေးတောင်မှရှီဝါတယ်ဆိုတော့အာဆင်နယ်ရဲ့ဆွမ်းဆောင်ရည်ကိုတော့ကျွန်တော်ဒီပွဲမှာတော့မဖြစ်မနေ သိမှတ်ပြရမယ်ဆိုလိုချင်တဲ့သဘောတရားကအာဆနယ်ဟာဒီလိုအပိုင်းနေမှာကောင်းတယ်တကယ်တကယ်ချန်ပီယံဆုယူရတော့မယ်ဆိုလို့ရှိရင်မကောင်းတော့ဘူးကျွန်တော်တို့ကတော့ဒါလေးကိုတော့ပြင်ဆင်ခြင်းနဲ့လို့ပဲပြောရမယ်ပြောမှဆိုလို့ရှိရင်တော့အာဆနယ်ကိုပိုကောင်းခြင်းတယ်ပေါ့ဒီလိုမျိုးစိတ်ကတော့ရှိရလို့ပဲပြောချင်ပါတယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကပေါ့နော်ဒီအာဆနယ်ကိုကြည့်တဲ့အခါမှာအာဆနယ်ဟာအသင်းလိုက်သွားနေတဲ့ပုံစံကိုကျွန်တော်တို့အပေါ်ယံကြည့်မယ်ဆိုလို့ရှိရင်တော့အသင်းလိုက်မဆိုးဘူးဒါပေမဲ့တူးချင်းမှာဆိုလို့ရှိရင်တော့တော်တော်လေးကိုအားနေတယ်နောက်ပိုင်းမှာဘာတွေ့ရလဲဆိုတော့ OD ကမှာတော်တော်လေးကိုဖိအားများလာတဲ့သဘောလေးတွေတွေ့ရတယ်ဖိအားများလာတဲ့အခါမှာ OD ကဘာဖြစ်လာလဲ ဲဆိုတော့ညာအစွန်လောက်ကနေပြီးတော့ဘဲချင်းနဲ့ဘောလုံးကိုတခုခုလှုပ်ဖို့ကလွယ်ကျွန်တော်ဘာမှမလုပ်တတ်တော့သလိုဖြစ်နေတယ်။ Origi ရဲ့လက်ရှိအခြေအနေကဘာနဲ့ဘာနဲ့ဆင်လဲဆိုတော့မန်ယူသင်းရဲ့တက်စကိုဟွိုင်းလုံလုံမျိုးပဲအရန်ကိုဖိအားများတဲ့ခါမှာဟွိုင်းလုံဟာဘာလုပ်လို့လုံးအောင်မမသိတော့သလိုဖြစ်သလိုလက်ရှိ Origi ဟာလည်းအရင်တော့ကတော့တော်တော်ကောင်းခဲ့ပေမဲ့လက်ရှိအခုနောက်ပိုင်းမှာ Origi ဟာလည်းဘာလုပ်လို့လုံးအောင်မမသိတော့ဘူး။အဲ့တော့ Origi စီမှာရှိနေတဲ့ဖိအားလေးတွေကိုလည်းပေါ့နော်နည်းနည်းလေးရှင်းချဖို့လိုတယ်။ Origi နေနေလည်းအခုထပ်ပို့ပြီးတော့ space ကြကြနဲ့ကစားနိုင်ဖို့ပေါ့။ဒါနီးပြအာဒီတာဒီပိုင်းနေရာလည်းလုံးအောင်မလို့ထင်တယ်။ ်ပြောမယ်ဆိုလို့ရှင်တော့စာကာနဲ့သူနဲ့အတွဲဖက်ကကောင်းဝင်ပဲအရန်ကြီးလက်ထက်လုံးနေတယ်ဗျကြာလာတဲ့ခါမှာပြန်ဘက်တွေကဒါအောင်ရိတ်စားမိသွားတယ်ဒီအချိန်လေးတွေကိုတော့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဒါပြောမယ်ဆိုလို့ရှင်တော့ဒါအပြန်လန်သွင်းကိုရနေတဲ့ဖက်နှခိုးစီတည်ကြခဲ့တယ်ရမှတ်ခွဲယူခဲ့တယ်ဘရိတ်ဖြစ်ပါကျွန်တော်တို့ပြင်းစရာလေးတွေလည်းရှိခဲ့တယ်ဆိုပေမဲ့နှစ်သိန်းပေါင်းသွင်းကို၄ခုကြီးခဲ့ရတော့လည်းမဆိုးဘူးလို့ကျွန်တော်ကတော့ပြောချင်ပါတယ် ဟုတ်ကဲ့ပါအခုကျွန်တော်ညီကိုတယောက်ပြောသွားခဲ့တာတော့ဒါလီဗာပူးနဲ့အာဆင်နယ်တင်းတို့တစ်ဖက်နှစ်ကိုးစီတည်ကြတဲ့ပွဲပွဲပြီးသုံးသပ်ချက်အစီအစဉ်ဖြစ်ပါတယ်။ဒါပြောမယ်ဆိုလို့ရှိရင်တော့ထိုက်တန်စွာနဲ့ရမှတ်ခွဲယူခဲ့တယ်ပဲပြောရမှာပါ။အာဆင်နယ်တင်းလီဗာပူးကမှနှစ်ကိုးရှုံးရနိုင်နှစ်ကိုးပြန်လိုက်ကစားနိုင်တယ်ဒီအချက်ကဂျင်းနဲ့ဆရာကောင်းပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဒီနေ့အစီအစဉ်ကတော့ဒီလောက်ပါပဲ။ The Premier Sport ရဲ့နောက်လာမယ့်အားစားအစီအစဉ်ခေါင်းနေမှာပရိသတ်တွေနဲ့ကျွန်တော်ညီကိုတယောက်နဲ့ပြန်ပြီးတော့အဆုံးတွေ့ချင်ပါသေးတယ်လို့ပြောရနေပဲဒီနေရာလေးကနေနှုတ်ဆက်လိုက်ရပါတယ်ဗျာ။